This is Radio Free Asia. The following program is in Burmese. မင်္ဂလာပေါင်းနှင့်ပြည့်စုံတဲ့နေ့ပါခင်ဗျာ။ RFP လွတ်လပ်တဲ့အာရှအတိုင်းရဲ့မြန်မာပိုင်းအစီအစဉ်ကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်အသံထွက်နေပါပြီ။ကျွန်တော်ကကြောက်ကြောက်အောင်ပါခင်ဗျာ။ ီကနေ့မှာခရိုင်လိုပဲထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ဆက်တဲ့အခါ AA နဲ့ဆက်သွယ်မှုအပေါ်စစ်ကောင်စီကန့်ကွက်ချက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပယ်ချလိုက်တဲ့အကြောင်းတင်ပြချက်တွေနဲ့တူတခြားနားဆင်စရာသတင်းဆောင်းပါးတွေကိုလည်းပြင်ဆင်ထားပါရခင်ဗျာအခုသတင်းတွေကိုစတင်တင်ပြပါရစေ။ အရခတက်တော် AA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့ဆက်သွယ်ချက်ပေါ်မြန်မာဘက်ကကန့်ကွက်ထားချက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပယ်ချလိုက်ပါတယ်။မိမိတို့ဂျားပြက်အစိုးရအနေနဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့အတွက်လိုအပ်တယ်လို့ယူဆတာကြောင့်ဘဲအဖွဲ့စည်းကိုမဆိုချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကပြောဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကအာရခတက်တော် AA နဲ့ဆက်သွယ်မှုအပေါ်စိုးရိမ်ကြောင်းစာပေးပို့ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့သဘောထားနဲ့ပတ်သက်ပြီးမေလ6ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးဌာနမှသတင်းနောက်တအူးကမေးမြန်းခဲ့ရမှာသူကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ AA နဲ့ဘင်္ဂလားဒေ့ရှ်အနာပိုင်တို့ပြီးခဲ့တဲ့ AP လအတွင်းဆက်သွယ်ပြောဆိုမှုပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီကဒီလောက်ရက်ကိုကန့်ကွက်ကြောင်းအတိပေးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အပြစ်ခံရဆဲထားတဲ့ကာလစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဧပြီလ1ရက်နေ့ကနေ30ရက်နေ့အထိအမျိုးသမီး82ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ50ဦးရှိခဲ့ကြောင်းမြမအမျိုးသမီးတပ်မက BWU ကသတင်းထုတ်ပြန်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်တဲ့မြင်းကလင်းလှုပ်ခတ်ပြီးတဲ့နောက်ပိုင်းတော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင်စစ်ကောင်စီကငလျင်ဘေးကုညီကယ်ဆယ်ရေးအတွက်ယာယီအပြစ်ခတ်ရဆဲထားကြောင်းအသီးသီးကြေညာခဲ့ပေမဲ့စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေချောင်းတက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တဲ့အတွက်အမျိုးသမီးနဲ့ကလေးငယ်တွေနေစဉ်နဲ့အမျှအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ဒီကာလအတွင်းစစ်ကောင်စီကလေချောင်းဘုံကျဲတက်ခတ်မှုကြောင့်59ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးနဲ့စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်5ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။သေဆုံးခဲ့တဲ့အမျိုးသမီး82ဦးထဲမှာအသက်18နှစ်အောက်73ဦးပါဝင်ပါတယ်။သေဆုံးသူအများစုဟာစကိုင်းတိုင်းကဖြစ်ပါတယ်။ ဒဏ်ရတဲ့အမျိုးသမီးတွေထဲမှာလေချောင်းတက်ခတ်မှုကြောင့်40ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်5ဦးမြင်းမြုံမိုင်းကြောင့်4ဦးနဲ့အရခတ်တက်တော် A တပ်ဖွဲ့ဝင်ကအရမတ်ပြုတ်ကျမှု2ဦးပါဝင်တယ်လို့ဆိုပါတယ် BW ရဲ့ဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်နဲ့ AA ပြောခွင့်ရပုဂ္ဂိုလ်တွေကို RF ကဆက်သွယ်ခဲ့ပြီးမြဲအကြောင်းပြန်ကြားမှုမရသေးပါဘူးခင်ဗျာမွန်ပြည်နယ်တထုံခရိုင်မှာအီပီလာဂုံကနေမေလ6ရက်နေ့အထိစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် အရက်သား8000ကျော်ထွက်ပြေးတိမ်းချောင်နေကြရတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ကမေလ9ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ကြိုက်ထုနဲ့တထုံမြို့နယ်အတွင်းလေချောင်းကနေဘုံကျဲတာလက်နေကြီးနဲ့ပြစ်ခတ်တာတွေကြောင့်အရက်သားတွေတိမ်းချောင်နေရတာလို့ဆိုပါတယ်။ကြိုက်ထုမြို့နယ်ပြင်းကြိုးကုန်းကြေးရွာအုပ်စုကိုအေပီလ28ရက်မနက်မှာလေချောင်းကနေပေါင်300ဘုံဒီကျဲချတိုက်ခတ်ခဲ့တယ်လို့တထုံမြို့နယ်မှာလည်းမေလ2ရက်4ရက်နဲ့6ရက်နေ့တွေမှာ စစ်ကောင်စီချင်းမြန်တရင်ခမရ200ခွန်ခမရ206အမြောက်တက်အမတ်တ330အမတ်တ320နဲ့အမတ်တ402တွေကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ KNU ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံကမြို့နယ်ပေါင်း190ကျော်မှာစစ်မှန်ရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလုပ်သား9000ကျော်နဲ့ ဆောင်ရွက်နေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကမေလ9ရက်နေ့ကထုတ်ပြန်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနဟာဒေတာဆိုင်ရာကျန်းမာရေးတာဝန်ခံ29ဦးမြို့နယ်ကျန်းမာရေးတာဝန်ခံ220ကျော်ရုနဲ့မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။စေယုံပေါင်း106ယုံစေကံပေါင်း800ကျော်ရွေးရှားစေကံပေါင်း190ကျော်မှာကျန်းမာရေးလုပ်သား9000ကျော်နဲ့ဒေတာအသီးသီးမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ကဆိုပါတယ်။ သတင်းတွေကိုတင်ပြပေးခဲ့တာပါမကြခင်မှာသတင်းဆောင်မတွေစတင်နှားဆင်ရတော့မှာပါခင်ဗျာတော်ရရှိမှာခင်ဗျာမန္တလေးတိုင်းပြင်ဦးလွင်မြို့မှာစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းစုဆောင်းခံလိုက်ရတဲ့တားဖြစ်သူအတွေ့ပူပင်တော့ကရောက်နေတဲ့မိခင်တယောက်အကြောင်းနှားဆင်ရမှာဖြစ်ပါတယ် ကိုမျိုးပြည့်နဲ့ကိုရဲနိုင်တို့ကတင်ဆက်ထားကြပါရခင်ဗျာဆိုင်နဲ့၃ယောက်ပါသွားတယ်သူတို့၃ယောက်ကိုအစင်းလည်းမစစ်ဖက်နဲ့တန်းပြီးတော့မှသူကကားပေါ်တင်းပြီးတော့မှလို့ခေါ်တော့ရတယ်ကိုကတခါမှမတွေ့ဘူးမကြုံဘူးဆိုတော့ကြားကြားချင်းမှပဲအန်တီကတော့၃လေးရက်ကတော့သူမင်းလည်းမသာဘူးရေးလည်းမသာဘူးတည်ချင်တယ်ကိုပဲတည်ချင်တယ်တည်ဆိုပြီးတော့မှအဲ့လိုမျိုးစိတ်ကြီးဖြစ်သွားတော့ကိုရဲ့သားသမီးကညမှာမချင်းညမ်းသားလေးနဲ့အဲ့ဒီမှာရှင်နေလည်းဝမ်းသာပါတယ် ကျန်လာမယ်ဆိုရင်မိစီကျန်လာပါလို့ပြောချင်ပါတယ်ဒါကတော့တားဖြစ်သူအတင်းအာဓမ္မပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်းအခင်ဖြစ်သူပြောပြသွားတာပါဟုတ်ပါတယ်အခုတော့သူ့ရဲ့သားစစ်တပ်ထဲမှာဗားရီဂျုံတွေ့နေရလဲတန်ခဲ့တဲ့သူတို့မိသားစုရောဗားရီရင်ဆိုင်နေရလဲဆိုတာသိရဖို့ဖိတ်ခေါ်တာပါတယ်ကျွန်တော်တော့မြပြေပါအဲကျွန်တော်ကတော့ရဲနိုင်ပါမင်္ဂလာပါအန်ဒီမင်္ဂလာပါအန်ဒီဒီအရင်ဆုံးပေါ့အန်ဒီရဲ့သားပေါ့လေ အဲသူကဒီစစ်မှုထမ်းနဲ့ခေါ်ခံလိုက်ရတယ်ဆိုတော့ဘယ်လိုပုံစံနဲ့ခေါ်ခံရတာလဲဟိုသူကစစ်မှုထမ်းဟိုပတ်စဉ်ငါ60နဲ့ငါကြတဲ့ဒါသူကစစ်မှုထမ်းလည်းမတော်ရသေးဘူးဆိုတော့ဒီမှာမှကျတော့လေလုပ်ငန်းကငန်းကြီးကအဆင်မပြေတဲ့ခါကျတော့အဲ့ဒီစားတော့ဆိုင်မှာသူကလုံဝင်လုံနေတာပါလုံဝင်လုံပြီးတဲ့ခါကျတော့ဒီဒီလိုဒီလိုပဲတဲ့အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှသူတို့ကခေါ်ပြီးတော့မှပိုင်ချင်ရနေပြီးတော့မှမင်းတို့လာခဲအောင်အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှ ခေါ်လိုက်တာခေါ်လိုက်တဲ့ခါကျတော့ပြန်ဝင်လာတဲ့အချိန်မှာသူတို့ကအေဇင်းလည်းမစစ်ဖ ೇನೆ ဒီတိုင်းပဲပြန်အဲ့လိုသူတို့ကားပေါ်တင်ပြီးတော့ခေါ်သွားလိုက်တာတဲ့ဒီသားလေးပဲအားကိုးရတာဆိုတော့ခုကလည်းမရှိတော့ဘူးဆိုတော့အန်ဒီကသူ့လှစာလေးလည်းမမြော်တော့ဘူးပေါ့နော်သူ့လှစာလေးလည်းအချိန်ကြီးလည်းတော့စင်မကောင်းနေဘူးဆိုတော့စိတ်ရဲသားပါသွားတဲ့စိတ်ရဲနဲ့ဆိုတော့အခုကအန်ဒီကလည်းဘုံဘုံလေးလည်းလိုဖြစ်နေတယ်ဝန်သားရင်ကျမကြီးမကောင်းတဲ့လူဆိုတော့ဟုတ်ကဲ့အန်ဒီရဲ့သားကိုသူတို့ကဒါ ဟိုအရင်စစ်တယ်ဆိုပြီးတော့ခေါ်သွားတယ်ဗောနော်အဲ့ဒါဘယ်မှာဖြစ်ခဲ့ရလဲဘယ်နေ့ဖြစ်မလဲဗျအော်အုံကျော်မှာဒါအုံကျော်မှာ၂လပိုင်း၆ရက်နေရတဲ့ဆိုင်ထဲမှာဝင်ခေါ်သွားတာဒါအရင်စစ်မှာဆိုပြီးတော့မှဘသူပဲညာနဲ့ဆိုပြီးတော့ဆိုင်ထဲက၃ယောက်ပါသွားတယ်ဒါသူတို့၃ယောက်ကိုအရင်လည်းမစစ်ဖ ೇನೆ တန်းပြီးတော့မှသူကကားပေါ်တင်းပြီးတော့မှအဲ့လိုခေါ်သွားတယ်ဒါဆိုင်ထဲကခေါ်သွားတာအဲဒါကြောင့်မလို့အန်တီတို့လည်းအဲ့လိုဖြစ်နေရတော့ဗောနမဲကိုတက်ပြီးတော့ခေါ်ထုတ်သွားဗောနော်ဟုတ်တယ်သူကဟိုဘိုင်းလေးနဲ့လာတယ်ဘာညာဆိုပြီးတော့ဗောနော်အဲဒါကြောင့်ကိုပိုင်ရှင်နေရလဲ အဲဒီကလေးတွေရတဲ့ဘိုင်လေးနေလဲပါလာတယ်နာမည်တွေနဲ့လာတယ်ဆိုတော့တဲ့အခုကဘလို့မှသူတို့ညှိနှိုင်းလို့မရဘူးလို့ပဲအဲ့လိုပြောနေတာဆိုတော့အန်ဒီကလည်းဘာမှကိုပြောချင်စိတ်တွေကိုမရှိတော့တာဝါသားရဲ့ဟုတ်ကဲ့အန်ဒီဟုတ်ကဲ့အဲ့နေ့လာဖမ်းတဲ့နေ့ကအဖြစ်ပြက်လေးအန်ဒီအေးတိတလောက်ပြောပြပေးပါလားသူတို့ဘလို့ပုံစံနဲ့သူတို့ဒီဆိုင်ကိုလာလဲနောက်ပြီးတော့ဘလို့မျိုးပုံစံနဲ့သူတို့ခေါ်သွားလဲပေါ့လေဟုတ်အန်ဒီကတော့နေတာပြင်ဦးနေမှာဆိုတော့အဲ့ဒီကဟိုအန်ဒီတို့ဆင်းသွားတော့အဲ့ဒီပိုင်ရှင်တွေကပြောတာကတော့သူတို့က ကားတွေ၃စီးနဲ့ဆိုလားမသိဘူးတဲ့ဆိုင်မှဟိုစားမလို့တောက်မလို့လို့နဲ့ပေါ့နော်အဲ့လိုမျိုးဝင်လာတာလို့ပြောတာအဲ့လိုမျိုးဝင်လာပြီးတော့မှခောက်ဆွဲကျော်ဆယ်ပွဲလို့ပါဆယ်လို့ပြောတာတဲ့ပါဆယ်လို့ပြောပြီးတော့မှခောက်ဆွဲကျော်ကျော်တဲ့ကလေးတွေကကျော်နေရပေါ့နော်ရှေ့မှာထွက်တဲ့ကလေးတွေကလောက်ဆောင်နေတာဆိုတော့အဲ့နေရာမှာစစ်သားတွေလာပြီးဆိုပြီးတော့မှတဲ့အဲ့ကပိုင်ရှင်အဲ့ထက်ကကောင်မတယောက်ကတူတူလေးတွေရောဒီကလေးတွေရောနောက်ထပ်ကိုဆွဲခေါ်သွားတာတဲ့နောက်ထပ်ကိုဆွဲခေါ်သွားတဲ့ခါကျတော့ အဲ့နဲ့ပိုင်ရှင်ကိုမေးတော့ပိုင်ရှင်ကသွားတဲ့ခါကျတော့ဘယ်မှာလဲနာမည်ဒီနဲ့ခေါ်တဲ့ခါကျတော့ပိုင်ရှင်ကနေပြီးတော့မှအဲကလေးတွေပြန်လာခဲ့ကြအောင်မို့တော့အော်အဲ့ဒီမှာလဲပိုင်ရှင်ကိုရခေါ်တာပဲဆိုပြီးတော့မှကလေးတွေကိုရှီတဲ့ကိုပြန်ခေါ်လာတာတဲ့ရှီတဲ့ကိုပြန်ခေါ်လာပြီးတဲ့ခါကျတော့မှအဲ့ကနေမှစင်းရင်စင်မှာရောအဲစင်းရင်စင်မှာထင်နေဆိုပြီးတော့မှသူကလာခေါ်တဲ့ခါကျတော့အဲ့နဲ့အဲစင်းလည်းမစစ်ဖဲနဲ့တဲ့သူတို့ကဒီတိုင်းကားပေါ်တင်းတင်းပြီးတော့ခေါ်သွားကြတာတဲ့သူတို့ကတော့အဲ့လိုပဲပြောတာပေါ့နော်အန်တီတို့ကတော့မမြင်ရပါဘူး ဟုတ်ကဲ့ဘဲတက်ကနေလာခေါ်ွားရလို့ပြောလဲသူတို့ကပြောတာတော့အဲ့ဆိုင်ပိုင်ရှင်ကဒီနာအောင်ကျော်နီးတဝိုက်တရားတော့တဲ့မေးကြည့်တဲ့ခါကျတော့ तू ကလည်းဒီစစ်တပ်ကလည်းမစွဲဘူးဟိုစစ်တပ်ကလည်းသူတို့မဟုတ်ဘူးလို့ပြောတာတဲ့ဒါဟိုအဝေးကနေပြီးတော့မှသူတို့အသားအနေနဲ့လာခေါ်တော့ရလို့ပြောတာပဲတားရဲ့ तू ကအနီအေးရဲ့သားအနီအေးကိုဆက်သွဲတဲ့အချိန်မှာရောဘယ်လိုရောက်နေပြီလဲဗျသူဖေကိုဆက်တဲ့ခါကျတော့ဖေးတယ်ဘာမှပူနေပေါ့နော်အခုနန်းတွင်းထဲမှာသားတို့ရှိနေတယ်လို့တော်တော်စင်တော့စားလိုက်အိတ်လိုက်ပဲရှိသေးတယ်ဖေးလို့ပြောတာတဲ့ ။ဒါပေမဲ့တာလာစာလေးရတော့ဖေတို့အမေကိုမပေးရဘူးပေါ့လို့အမေကအဆင်ပြေရလားပေါ့နော်။အေးဒါတော့လောလောဆယ်ခုနန်းတွင်းထဲမှာရောက်နေတယ်လို့အဲ့လိုမျိုးပြောပြတာတဲ့မန္တလေးနန်းတွင်းလားအနီးရဲ့ဒါရောက်နေရလေဟုတ်တယ်ဒါဟုတ်တယ်မန္တလေးနန်းတွင်းထဲမှာတဲ့ဒီလက်ရှိအချိန်ထိပဲလား လက်ရှိချိန်အထိပဲဟုတ်တယ်သာဒီ25ရက်နေ့ကသာ25ရက်နေ့ကကျတော့73ရက်လည်းလာဖို့မယ်14ရက်လည်းလာဖို့မယ်15ရက်လည်းလာဖို့မယ်နဲ့မလာတဲ့ခါကျတော့ကျမကလည်းဖုန်းလေးဆက်ရှင်တယ်ပေါ့နော်ဖုန်းကလည်းကိုကမကန်ရတော့မျိုးသားဖြစ်သူကိုပြောတာမျိုးသားဖြစ်သူကိုပြောတဲ့ခါကျတော့တော့မဆက်နဲ့တဲ့ပိုင်ရှင်တွေကလည်းဟိုသူတို့ကြိုးစားနေတယ်ပေါ့နော်မြင်သားပြန်လာမှာပါမင်းစိတ်မပူပါနဲ့ဆိုတော့အားနဲ့ကျမလည်းဖုန်းမဆက်ရလို့ဆိုစိတ်ဆစားဖြစ်တော့ဒီ25ရက်နေ့ကကျတော့25ရက်နေ့ကကျမဖုန်းဆက်လိုက်တာပေါ့နော် ဟုတ်ကဲ့ဟုတ်တဲ့ခါကျတော့အဲ့သူတို့လည်းစူးစမ်းနေပါတယ်တဲ့လက်ရှိအချိန်နေရတဲ့ဘလို့မှအဆင်မပြေသေးဘူးတဲ့အခုဟုတ်ပုံးဖက်ကိုပို့လိုက်ပြီလို့ပြောတာတဲ့ဟုတ်ပုံးဖက်ရောက်သွားပြီလို့ပြောတဲ့ခါကျတော့အဲ့ကနေကျမအခုဒီတရက်နှစ်ရက်ပေါ့နော်ကိုယ်ကလည်းအဲ့လားနဲ့တဲ့ဆံဖြစ်နေတာပေါ့ဩလက်ရှိကအဲ့ဆိုရင်ဒီမန္တလေးနန်းတွင်းမှာမဟုတ်ဘဲနဲ့ဟိုဘုံမျိုးစစ်တန်းန်းကြောင်ပို့လိုက်တာပေါ့အဲ့လိုဘလို့တော့သားရင်အန်ဒီလည်းမတီးဘူးနော်အန်ဒီကဘာမှမလုပ်နိုင်တဲ့လူဆိုတော့အဲ့ဒါသူဒီ25ရက်နေ့ညနေရကျတော့အန်ဒီက ဒီပန်းရှင်ကိုကြိုးချောင်းလေးပြီးကျင်လို့ဆိုဖုံးဆက်တဲ့ခါကျတော့အဲ့နဲ့ပန်းရှင်လမ်းပြောတယ်သူတို့လည်းခုခံကြိုးစားနေပါတယ်တဲ့ဒါပေမဲ့အခုနန်းတန်းမှမရှိတော့ဘူးတဲ့ပောက်ကွဲမှုတွေများလို့ပေါ့နော်ဟုတ်ပုံးဖက်ကိုပို့လိုက်ပြီလို့ပြောတာတဲ့အဲ့နဲ့တန်ဒီယာလည်းအခုချိန်ထိမစားနိုင်မတော့နိုင်လေးဖြစ်နေမှာပေါ့တားရဲ့ဒီညီပါတယောက်နေနဲ့ကြတော့ကိုသားပြန်ပြီးတော့ဒီစစ်မှုတန်းတွေကပြန်ပြီးလွတ်မြောက်ဖို့အတွက်ပေါ့ဘယ်လိုတွေကြိုးစားနေရရှိလဲ အဲ့လိုကတော့အန်ဒီရောကတော့လောလောဆယ်တော့မကြိုးစားဘူးပေါ့ဒါရဲ့အချိန်သားလေးအဲ့လိုမျိုးတကယ်တကယ်အထက်ကအဲ့လိုစိတ်မူတန်းတာတွေအဲ့လိုဖြစ်မယ်ဆိုရင်လည်းအန်ဒီရောကတော့ဒီလိုပဲကြည်နေရမှာပေါ့တော့ကုညီနိုင်တော့တော့ကိုကတော့ကုညီရမှာပေါ့လို့စဉ်းစားထားတာပေါ့တော့အမတ်စင်ကလည်းဝေးသေးတယ်ဆိုတော့ဒီကြားထဲကတော့ကိုသားကဘလိုလေးပညာလေးဆိုတော့ကြိုးစားနေတာပေါ့ဒါရဲ့ဟိုလိုတော့အတိအကျတော့မပြောနိုင်ဘူးပေါ့နော်ဟုတ်ကဲ့အန်ဒီရှိမှပြောသွားရရှိရဲ့လीအန်ဒီရဲ့သားကိုဒါ12ရက်နေ့ကျရင်ပြန်ဖို့မယ်13ရက်နေ့ကျရင်ပြန်ဖို့မယ်ဆိုပြီး ြောတယ်လို့ပြောတာ哦ဆိုတော့အဲ့ဒါရောဘယ်သူကပြောရလဲအနေနဲ့အဲ့ဒါသာဟိုသူတို့ဟိုဆိုင်ထဲကနေခေါ်သွားတဲ့အတွက်ဆိုင်ရှင်တွေကအားလုံးစင်ပြေအောင်လုပ်ပေးမယ်တဲ့တာဝန်ယူပေးမယ်တဲ့အဲ့လိုမရှိတော့ဝန်ထမ်းလေးတွေလာလောက်စားတာကိုလူဆိုင်တွေက၃ယောက်ပါသွားတဲ့အတွက်ကြောင့်မလို့သူကအစင်ပြောင်ကြည့်ရှင်းပေးမယ်လို့ပြောတာအဲ့ဒါကျွန်မတို့ဟွန်း၁၂ရက်နေ့လာမှ၁၇ရက်နေ့လာမှနဲ့သူတို့အိုက်ကနေပြီးတော့မှကျွန်မတို့ဖုန်းဆက်တဲ့ခါကျတော့လမ်းပြောပေးတာပေါ့နော်သူအကုန်လုံးတာဝန်ယူပြီးတော့ဟိုကြည့်ပြီးတော့မှအဲ့ဒါသူစူးစမ်းနေတယ်ပေါ့နော် အန်ဒီရဲ့သားရဲ့အသက်ကကြတော့ဘယ်လောက်ရှိပြီလဲ23ထက်ရောက်ပြီသားသူကဟိုဟာ2400ရမွေးတာသား2400ဆိုတော့23ထက်ရောက်ပြီပေါ့ဟောဟုတ်ကဲ့အန်ဒီရဲ့သားကြတော့လက်ရှိမှာမိသားစုကိုလှုပ်ကျွေးနေရလို့အန်ဒီပြောရလေဆိုတော့ဘယ်လိုပုံစံမျိုးလဲဗျဟုတ်ပါတယ်သားရဲ့အန်တီတို့ကအဲ့လိုပေါ့နော်တနေ့လုံးတနေ့စားပေါ့နော်သူကတော့သူကပင်ဘယ်မှလည်းမလုံနိုင်ဘူးဆိုတော့အဲ့လိုလားစားလေး အစားတော့သူကရန်ကုန်မှာနေတာပါဒါရန်ကုန်ကအဲ့စားတော့ဆိုင်မှာနေပြီးတော့မှရန်ကုန်မှာလည်းအခြေအနေမကောင်းဘူးလေဆိုင်နေဝင်းဆွဲတယ်ဗာညာနဲ့ဆိုတော့အန်နဲ့အန်တီကလည်းအဲအဲ့တော့ဆိုရင်တားရဲ့ကိုယ်အိမ်မှာကိုပဲလာပြီးတော့လောက်ပါဆိုပြီးတော့မှအဲ့ကနေပြန်လာတာတားရဲ့ပြန်လာပြီးတော့အိမ်မှာပြန်လောက်ရတာဆိုတော့ပင်မန်းနဲ့လေသူကကိုရင်လူတွေလေးဆိုတော့ပြန်ပင်မန်းနဲ့ဆိုတော့အာနဲ့တားရဲ့လို့ပင်မန်းမှာတဲ့အေးလို့ဆိုင်လေးတစ်ဆိုင်လောက်တော့ဟွန်းပြောမှဖြစ်မှာလို့ဆိုတော့အာနဲ့အမျိုးသားရဲ့တငယ်ချင်းကနေပြီးတော့မှ အေးငါညီရတော့ဒီလိုလိုလိုပဲအောင်ကျော်မြေပြန်မှာလူလုံးနေတယ်ဆိုတော့အဲ့ကနေပြီးတော့မှသူကခေါ်ပြီးတော့မှအဲ့လိုမျိုးတွင်းပေးတာတားရီအဲ့ကနေပြီးတော့မှကုမ၅လ၆လတည်းပဲရှိသေးတယ်အန်ဒီရဲ့ဒါလက်ရှိကစစ်တနန်းတက်နေရပြီပေါ့ဗျာအဲ့နောက်ပိုင်းဒီစစ်တနန်းပြီးွားလို့ရှင်တော့သူတို့စစ်မြေပြင်ပို့ခံရမှာပဲဒီအရှင်နေထီကောအန်ဒီဘာတွေပို့တွေးထားမိလဲအန်ဒီကတော့ဘာမှမတွေးထားဘူးအန်ဒီကတော့အဲ့အဲ့လိုတောင်းတောင်းခံနိုင်မှမလားလို့ပဲစဉ်းစားမိတယ် အနေသားကကျွန်တော်တို့ဒီ podcast ကိုနားထောင်နေမယ်ဆိုရင်အနေဒီကနေဗာများပြောချင်တယ်ဒါအတွက်လေဒါမိတ်ဆီကိုမြန်ပြန်လာလို့ပဲပြောချင်တာပေါ့ကိုယ့်ရဲ့သားသမီးကြီးကမှမချင်ညာတာလေးနဲ့အဲ့ဒီမှာရှိနေလဲဝမ်းသာပါတယ်ပြန်လာမယ်ဆိုရင်လည်းမိတ်ဆီပြန်လာပါလို့ပြောချင်ပါတယ်သူလည်းမိเจ้าကိုတီးတယ်ဆိုတော့အမေဆောင်ရည်လို့ပဲပြောပေးပါ သူကဟိုထဲမှာရောက်လာတော့မှမေကိုပတ်စံမပေးရလို့ပဲသူကအဲ့အိုင်နဲ့ပြီးနေတဲ့တာသူကအမေဒါနေကောင်းနေတဲ့တာတဲ့မေကိုပတ်စံမပေးရလို့ပဲတဲ့သူကစိတ်မကောင်းဘူးပေါ့လေရတဲ့တာပေါ့တော့ကျွန်တော်လည်းမပူနဲ့ပေါ့သူကပြောတာသူတို့ကလည်းမေးတယ်ညှိလို့ရမှာမဟုတ်ဘူးတဲ့အဲ့လိုမျိုးပြောပြညှိလို့ရမှာမဟုတ်ဘူးတဲ့မေဒါနေကောင်းနေတဲ့အမေကိုပဲပတ်စံမပေးရလို့တဲ့တာတဲ့စိတ်မကောင်းဘူးတဲ့တာအဲ့လိုပဲပြောတော့ပေါ့ တားဖြစ်သူပေါ်တာဆွဲခံရတဲ့မိခင်တူရဲ့တောက်ခါအကြောင်းကိုမျိုးပြင်းနဲ့ကိုရဲနိုင်တို့ကတင်ဆက်ခဲ့ကြတာပါ RFP ရဲ့ထုတ်လွှင့်မှုအစီအစဉ်တွေလည်းဒီမှာပဲပြည့်စုံပါပြီတော်တာရှင်မြန်မာပြည်သူများကိုစိတ်နှပြကျမ်းမှရှင်လန်းပြီးဘေးရန်အပေါင်းကအမြဲဆုံးကင်းဝေးနိုင်ကြပါစေခင်ဗျာ You have been listening to Radio Free Asia.